ဒါဆိုရင်ဒီ petroleum jelly ကဘယ်နေရာတွေမှာအသုံးပြုတဲ့အချိန်မှာအကျိုးအများကြီးရှိသလဲဆိုတာသိဖို့တော့လိုမယ်။ဒါတို့ဆီယံဝန်တွေတော့ petroleum jelly ကိုဘယ်နေရာမှာကြိုက်လဲဆိုတော့တို့ aesthetic ဆီယံဝန်တွေဆိုရင်တစ်ခါလေးကျရင်လေဆာပစ်လိုက်တယ်။ဘောင်းရခြင်းတလိုမျိုးဖြစ်သွားတာ၊လောင်သွားတာမျိုး အော်တခါလေကြားတဲ့ချိန်ကြာရင်ဆိုရင်တို့တို့ပီးလင်းတုတ်တဲ့ချိန်ကြာရင်တို့တို့ဒီပီးလင်းအရှိလေးတွေကိုဟိုတနေရာကနေတနေရာကိုမျက်လုံးထဲကိုမဝင်သွားအောင်နှာခေါင်းပေါက်လေးထဲကိုမဝင်သွားအောင်ဒီကြားလေးထဲကိုမဝင်သွားအောင်ဆိုပြီးတော့တို့ဒီဒီတားဆီးထားတဲ့အနေထားတစ်ခုအနေနဲ့ပက်ထရိုလီယံဂျယ်လီလေးတွေကိုလည်းတို့တို့သုံးပါတယ်ပြီးတော့နောက်တစ်ခုကပုံမှန်ဆိုရင်တော့အရန်ကို၆သွင်းနေတဲ့နှာခမ်းလေးအရန်ကို၆သွင်းနေတဲ့ရည်ပြားတွေပေါ်မှာတို့တို့ဒီ transapida နဲ့ water loss ကိုတားကျင်တာဖြစ်တဲ့အတွက်နည်းနည်းလိုအပ်တဲ့နေရာလေးမှာဖြစ်နေရတဲ့ ေရာလေးမှာသုံးပေးတာမျိုးလေးတယ်ရှိတယ်။နောက်ပိုင်းကကြတော့အဲ့ဒီဟာကို transapida မဲ့ water loss ကိုလုံးဝပိတ်တဲ့ဟာကိုသဘောကျပြီးတော့နောက်ပိုင်းတော်တော်တို့ဒီ trendy အနေနဲ့ beauty industry ထဲမှာတော်တို့ sludging effect လို့ခေါ်တာပေါ့နော်။အကုန်လုံးကိုလိမ့်ချပြီးတော့ overnight ချပြီးတော့နောက်လေးမနက်မှာလုံးဝ hydration ရ boost ဖြစ်လာတဲ့ဟာကိုသဘောကျလာကြတော့အဲ့ဟာ trendy တစ်ခုအနေနဲ့ဖြစ်လာတယ်ပေါ့